အားလုံးမင်္ဂလာပါဒီကနေ့ဒေသနာရဲ့ခေါင်းစဉ်ကနောက်မကျသေးပါဘူးเนาะအချိန်နောက်မကျသေးပါဘူးလို့တကယ်တည်းကျွန်တော်တို့ဟာအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဟာနောက်ကျပြီဆိုတဲ့အချက်ကိုသုံးကြတယ်ဒါပေမဲ့ဒီကနေ့ဒေသနာရဲ့ခေါင်းစဉ်ကနောက်မကျသေးပါဘူးလို့ကျွန်တော်ဘာသာတတိယလဲတကယ်အကြောင်းသွားနေတော့ကျွန်တော်တို့ကလူငယ် အသက်20ကျော်လေးအဲ့မှာလူတယောက်ကလာနေတော့သူကအသက်30ကျော်နေပြီဗျ။အိုးဒီလူကြီးတယောက်ကဘာလာလောက်တာလဲ။ဒါပေမဲ့ now အနည်း20ကျော်ကြာပြီတဲ့နောက်ပိုင်းကျွန်တော်နောက်တစ်ခေါက်သွားကြောင်းပန်းနေတော့အဲ့ဒီလူကြီးအဲ့ဒီလူကြီးကကျွန်တော်ဆရာဖြစ်နေတယ်ဗျာဒါကြောင့်ဘယ်ရာမဆိုတော့နောက်မကြသေးပါဘူးလို့ကျန်းတာတစ်ချက်နားထောင်ရအောင်ဒေသနာကြားခန်းကြီးကိုခန်းရည်လေး 地是干个？新米是吧？要的是干个？他们买地新米，我最简便了，皮下子去买。俺那讲地是干样，你得白干皮下子干，就那都不要你了，落家就买了。就那都啊，在新南属于那苗岭界，水泥最大的，不嘛？ 心里的高呢，亏也的高。心里个，我们的心里也到过去的，心里也看伢心里力空看俺的。苦个都做老板，光挣开西么嘞？苦个做老板，看俺西么嘞？喏，苦个别老嘛做老汉还没媳妇，但是没精的个锻炼嘞，苦个心里累的，所以，哎，苦个不比着嘛，两那子呀。 当的是辣椒，你还记得嘞？哎，他叫辣椒呀，我讲那是生长几天看嘛？他那边越要比白天要比下比白皮呀，没生长的，生长也没吃，得吃甜噶了，外地啊，得心里的。哎，他叫鸭蛋，苗人是呀，你还记得？苗人是呀，说我们妈爹娘下的时候爹娘，欧、哦、沙下的时候欧沙，阿沙是李皮毛侬，皮亚、啊、下的时候皮亚。 နဲ့ပတ်သက်တဲ့အရာမှာကျွန်တော်တို့အသက်ရှင်တဲ့လူတိုင်းမှာမျောနေချက်ရှိတယ်ဆိုတာကိုဘုရားသခင်ကြီးရှင်ပြည်ကြီးတပါအားဖြင့်ကျွန်တော်တို့ကိုမျောနေချက်ပြီးနေပါတယ်ဗျာဟုတ်ပါပြီကျောင်းသာနောက်တစ်ချက်နားထောင်ရအောင်ပါမိမတယောက်ဒီမြင်နေသူ့ကိုစစ်စစ်ကြည့်၍ဤသူဒီ တလူကအချင်းမင်းမထုတ်ကိုမမသိဘူးမြင်လေပြီယေရှုခရစ်တော်ဘုရားဟာဒီလူလောကမှာလာပြီးတော့သာသနာအမှုပြုတဲ့အခါမှာသူစပဲ့တွေရှိတယ်ဗျအရင်ကြီးဆုံး12ယောက်ရှိအဲ့ဒီ12ယောက်တည်းတယောက်ကသူ့ကိုအားကြီးချစ်တယ်သူ့ကိုလည်းလေးစားတယ်သူ့ကိုလည်းအမြဲတမ်းလက်ပွန်းတည်နေတဲ့ပုံကောက တနေ့တော့အခါမှာယေရှုဖျားကိုသူများဖမ်းတော့သူကမလမကမလမကတော့သွားပြီးတယ်။ဒါနဲ့သူ့ကိုတွေ့တဲ့လူတယောက်ကပြောတာဟာခင်ဗျာယေရှုတော့လိုက်တဲ့လူပဲမဟုတ်လား။ဟာဘယ်ဟာလာဟုတ်ရမလဲ။အဲ့ဒီယေရှုကငါမပြီးဘူးတဲ့။အဲ့ဒါလို့သူ့ကိုတယောက်ပြီးတယောက်တယောက်ပြီးတယောက်ပြောပြီးတဲ့အခါမှာသူကယေရှုကိုလုံးဝညှင်းပယ်တယ်။တနည်းအားဖြင့်ကောင်းကင်နိုင်ငံတော်နဲ့လည်းမထိုက်တာ။ ဒါပေမဲ့သူကမတိသေးဘူးဗျ။သူမသိသေးတဲ့အတွက်ကြောင့်သူ့ရဲ့နောင်တတရားသူ့ရဲ့အသက်ရှင်ခြင်းတရားမှာဘုရားသခင်ထံတော်ကိုပြန်ချဉ်းကပ်တဲ့တရားအမှုတော်များကိုဆောင်ရွက်တဲ့အရာအလုံးကိုထောက်ရှုပြီးတော့ယေရှုခရစ်တော်ကသူ့ကိုဘာပြောလဲမင်းကောင်းကင်တကားကိုခွင့်နဲ့တော့ငါပြင်းမယ်ဆိုပြီးတော့ သူ့ကိုမျောလင့်ချက်အပြည့်ဝပေးခဲ့တာတွေ့ရတယ်။ဟုတ်ပါပြီ။ကျွန်တော်တို့ကျမ်းစာနောက်တစ်ချက်နားထောင်ရအောင်။ဟာဒီကိုဥစားကိုပြုလို့တံပြားမပြုရတော့ငါသဘောကောင်းတော့ရောက်ပြီဒီမျက်မှောက်ဆိုးရတော့ဖြစ်ဆိုးနေတတိတယောက်ကအလုတ်သမားလိုအပ်တယ်အလုတ်ကခြံထဲမှာလောက်ရမယ်အလုတ်မျက်ခုတ်ရမယ်အကိုင်းအခက်တွေရှင်းလင်းရမယ်ဟုတ်ပြီနော်အဲ့တော့မနေ့စောကြီးရဲ့လုတ်သမားတယောက်ကိုခေါ်တယ် မင်းတကြပ်ပေးမယ်ကွာနောက်ပြီးတော့မှနေ့လယ်မှာလဲတယောက်ခေါ်တယ်အဲ့ဒါလဲတကြပ်ပေးမယ်တဲ့ကဲမိုးချောက်ကနီးမှတယောက်ခေါ်တယ်တကြပ်ပေးမယ်အချိန်တောင်လို့ပတ်ဆိုင်ရှင်းတဲ့အချိန်ကမှအားလုံးတယောက်တကြပ်တယောက်တကြပ်ပဲအဲ့ဒါကြောင့်မို့အရင်ဝင်တဲ့လူကငါပူရမယ်ထင်တယ်မဟုတ်ဘူးမင်းတို့ကငါတကြပ်ပဲပေးမယ်လို့ပြောသားတယ်လေတာကတနည်းအားဖြင့်ကျွန်တော်တို့ဒီငယ်သောအရွယ်အလယ်အလအရွယ် နောက်ဆုံးအိုမင်းကြီးရောလည်းအရွယ်ပဲဖြစ်ဖြစ်ဘုရားသခင်နဲ့ကျွန်တော်တို့နဲ့နိစ္စမဲ့တစ္ဆာပြုမဲ့ဂတိပြုမဲ့ဆိုရင်ကျွန်တော်တို့လည်းကောင်းကင်နိုင်ငံနဲ့ထိုက်တန်တာပဲမနှောက်ကြသေးပါဘူးအလုံးဘုရားသခင်ကောင်းကြီးပေးပါလေ